အမေရိကန်ပညာရေးဌာနကိုဖျက်သိမ်းကြောင်းတမ်မရဒေါ်နယ်ထရန့်အမိန့်ထုတ်ပြင်အမေရိကန်တမ်မရအဖြစ်ဒေါ်နယ်ထရန့်တာဝန်ယူပြီးနောက်မကြာမီစီကံအမိန့်တွေတစ်ခုပြီးတစ်ခုထုတ်ပြန်ခဲ့ရမှာမလ20ရက်ကလည်းအမေရိကန်ပညာရေးဌာနကိုဖျက်သိမ်းမယ်ဆိုတဲ့အမိန့်ကိုထုတ်ပြန်လိုက်ကြောင်းသိရပါတယ်။ဒေါ်နယ်ထရန့်ကအင်ဖြူတော်ရှိအေရှီရွန်းအခန်းရှိခုံမှထိုင်ပြီးចောင်းသားရွယ်ကလေးငယ်တွေဝန်းရံလျက်အမေရိကန်ပညာရေးဌာနကိုဖျက်သိမ်းကြောင်းအမိန့်ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ပြီးတော့ဒေါ်နယ်ထရန့်အမေရိကန်ဖက်ဒရယ်ပညာရေးဌာနကိုဖြစ်သိမ်းမှုစတင်လိုက်ပြီးဖြစ်ကြောင်းထောက်ဖော်ပြောဆိုခဲ့ပါတယ်။အမေရိကန်မှာလုတ်ကင်းတဲ့ပြည်နယ်တွေကိုပြည်နယ်တစ်ခုချင်းစီကနေကျောင်းတွေဖွင့်ပေးစီလိုတဲ့အခွင့်အရေးကဆယ်စုနှစ်များစွာတက်တန်းရှိရည်မှန်းချက်တစ်ခုဖြစ်ပါတယ်။အမေရိကန်ဒေါ်နယ်ထရန့်ကကျွန်တော်တို့ဟာပညာရေးဌာနတွေကို ပိတ်သွားမှာပါ။အ мян ဆုံးပိတ်ပင်သွားမယ်။ပြည်နယ်တွေကိုကိုယ်ပိုင်ပညာရေးစနစ်ပြန်လည်လုံဆောင်ခွင့်ပေးလိုတယ်လို့ပြောပါတယ်။ အမေရိကန်မှာပညာရေးဌာနကို1989ခုနှစ်ကတည်းကစတင်ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီးအမေရိကန်အောက်လွှတ်တော်ခွဲပြုချက်မရှိဘဲပိတ်ပင်ခွင့်မရှိတဲ့ပြတ်ထန်းချက်တွေရှိနေတယ်လို့လည်းသိရပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရရဲ့အမေကအမေရိကန်ပညာရေးဌာနရှိဝန်ထမ်းတွေနဲ့ရန်ပုံငွေပိုင်းကိုကြီးမားတဲ့တရားမှုတွေရှိလာနိုင်တယ်လို့လည်းသိရပါတယ်။ဒေါ်နယ်ထရပ်ကအမေရိကန်သမ္မတရေကပွဲမဲဆွယ်စည်းရုံးရေကလာအတွင်း ပညာရေးဌာနကိုဖျက်သိမ်းမယ်ဆိုတဲ့ကတိကိုပေးခဲ့ဘူးရာလက်ရှိအချိန်မှာကတိကိုအကောင့်ထဲပေါက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အမေရိကန်ပညာရေးဝန်ကြီးလင်ဒါမက်မဟုန်ကအမေရိကန်သမ္မတအမေကြောင့်အမေရိကန်ပညာရေးဌာနကိုဖျက်သိမ်းပြီးပြည်내တွေကိုကိုပိုင်ပညာရေးစနစ်လှုပ်ခွေပေးဖို့အတွက်လိုအပ်တဲ့အစီအစဉ်တွေကိုလုံဆောင်နေတယ်လို့လည်းသိရပါတယ်။ လက်ရှိမှာပညာရေးဌာနကိုဖျက်သိမ်းတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်အမေကိုဝေဖန်ပြစ်တင်မှုများရှိနေပြီးဒီမိုကရက်တစ်ပါတီဝင်တွေပညာရေးဌာနတာဝန်ရှိသူတွေကဝေဖန်ပြစ်တင်နေကြတာလည်းဖြစ်ပါနေဒီမိုကရက်တစ်ပါတီထဲတဲ့အမတ်တူကဒေါ်နယ်ထရန့်လက်ဝူသမျှအစိုးရဆောင်အမေတွေထဲမှာပညာရေးဌာနကိုဖျက်သိမ်းတဲ့အမေကထိတ်ဆုံးမှပါဝင်နေကြောင်းဝေဖန်ခံနေရတာလည်းဖြစ်ပါနေ။ မေရိကန်ပညာရေးဌာနက1990ခုနှစ်နောက်ပိုင်းကတည်းကမူချူအရွယ်ကျောင်းသားတွေအတွက်30ကို245ရက်ခိုင်နှုန်းအထိသုံးမိသုံးဆွဲခဲ့တာဖြစ်ပါတယ်။အမေရိကန်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူကာရိုလိုင်းလီဘေကံပညာရေးဌာနကိုဖျက်သိမ်းလိုက်ပေမဲ့ကျောင်းသားတွေအတွက်အတိုးဖြင့်ငွေချေးပေးခြင်းကိုဆက်လက်လောက်ကင်သွားမယ်လို့ပြောကြားထားပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။